โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒါကျွန်တော်ရဲ့ဒီစီမံဒီ PSC သင်တန်းရေပေါ့နော်ကျွန်တော်ဒီမှာရှိတယ်ဒီသင်တန်းရေနောက်ဆုံးဗီဒီယိုလို့ပြောနေလဲရတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်ကနော်အရှိမသင်ခဲ့တဲ့သင်ခန်းစာတွေနဲ့နော်ကျွန်တော်ဒီမှာဆိုရင်ဒီ addressing syntax နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်ရှေ့မှာတော့ဒီ program တွေရေးတဲ့အခါမှာကျွန်တော်တို့က address တွေကိုတုံးပြီးတော့ရေးရတယ်နော်ဆိုတော့ address တွေကိုကျွန်တော်ဘယ်လိုပုံစံမျိုးတုံးပြီးတော့ရေးရမလဲဆိုတာကိုနော်အဲဘယ်လိုပုံစံမျိုးကျွန်တော်တို့သတ်မှတ်ရလဲဆိုတာကိုကျွန်တော်နေနဲ့နော်ပြသပေးခဲ့ဖြစ်ပါလေအဲ့တော့ကျွန်တော်တို့ program တွေရေးတဲ့အခါမှာเนาะဒီ addressing mode တွေအရတော့မျိုးမျိုးရှိတယ်ပေါ့เนาะအဲ့မှာကျွန်တော်တို့ကဒီမှာ addressing လုပ်တဲ့အခါမှာသူ့ရဲ့ file name เนาะနောက်တစ်ခါကျွန်တော်တို့က byte number နောက်တစ်ခါအနောက်မှာ pin number ပေါ့เนาะ အဲ့လိုမျိုးဖြည့်ဖြည့်ပေးရအောင်နော်အဲ့တော့ finality နဲ့ဆိုရင်တော့ကျွန်တော်တို့ကနော် input ဆိုလို့ရှိရင် i ဆိုပြီးတော့ပေးရတာရှိမယ် output ဆိုရင်တော့ q ဆိုပြီးတော့ပေးရတာရှိမှာဟုတ်ပြီနော်ထို့နည်းလောက်ကောင်းပဲကျွန်တော်တို့နော် input တွေ output တွေမှာ externally လဲရှိခဲ့ပြီပေါ့နော်အဲ့တော့ externally ရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူရဲ့တက်မှတ်တဲ့ပုံစံနဲ့ကျွန်တော်က input တွေ output တွေကိုနော်အဲပေးသွားရမှာပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်ပေးဖို့လိုအပ်တယ် ထားပြီเนาะအဲ့လိုပုံစံမျိုးပြဖို့လိုအပ်ပါတယ်ဆိုတော့ဒီ address တွေကဆိုရင်เนาะကျွန်တော်တို့ဖြစ်မနေဘူးเนาะကျွန်တော်ဒီ PSC မှာ address တွေကိုကျွန်တော်တို့ကအသုံးပြီးတော့မဖြစ်မနေကျွန်တော်တို့ပေးဖို့လိုအပ်တယ်ဟုတ်ပြီเนาะ address တွေမဖြစ်မနေကျွန်တော်ပေးကြမှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ဒီမှာတော့ဒီ addressing mode ပေါ့နော်ကျွန်တော်ကဘာလဲဖြတ်ထားလဲဆိုရင်ကျွန်တော်ကဒီ S7 เนาะဒီ6နေရာ PSC ပေါ့နော်ငယ်အဲ့ဒီ PSC မှာမှာเนาะကျွန်တော်တို့ကเนาะဒီ CPU 1214 DC DC နဲ့ကျွန်တော်ဒီမှာเนาะဖြတ်ထားသွားမှာပဲဖြစ်ပါတယ် ် input တခုကျွန်တော်ဒီမှာစပြီးတော့ပြလိုက်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်နောက်တစ်ခုကတော့เนาะဒီမှာကျွန်တော်တို့ကเนาะ output တခုထုတ်မှာပေါ့နော်အဲ့တော့ output ဆိုရင်ကျွန်တော်တို့เนาะဒီမှာ2 0.1ဆိုပြီးတော့ကျွန်တော်ဒီမှာပြလိုက်ဟုတ်ပြီနော် အဲ့တော့ကျွန်တော်ဒုတိယပေးလိုက်တဲ့ဟာကိုကျွန်တော်ကနော်ဒီ PSC ကနေပြီးတော့ဘယ်လိုသတ်မှတ်ပေးလိုက်လဲဆိုတော့ tag 2ဆိုပြီးတော့ဒုတိယပေးတဲ့ဥစားကို tag 2ဆိုပြီးတော့သတ်မှတ်ပေးလိုက်တာမျိုးဖြစ်ပါတယ် เนาะအဲ့တော့ဒီမှာကကြတော့ကျွန်တော်တို့ကเนาะဒီ input တွေကိုသူကเนาะဒီအရှိမ percent sign နေနေလဲเนาะတွဲပြီးတော့ပေးတာမျိုးရှိတယ်เนาะ percent sign နေတွဲပြီးတော့သူပေးသွားတာမျိုးလည်းရှိပါတယ် အဲ့တော့ညီမကကျွန်တော်တို့ကဒီ analog ပေါ့နော်ဒီ analog တိဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ address syntax ကเนาะအဲဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုလို့ရှိရင်သူကเนาะ iw ကိုနေပါပေါ့နော်အဲ iw နာမည်ဆိုပြီးတော့ကျွန်တော်တို့ပေးရတာလည်းရှိပါဘူးเนาะအဲ့တော့အရှိမအောင်ကျွန်တော်တို့ကဒါ digital တွေပေါ့နော် digital တွေကိုကြာတော့ကျွန်တော်တို့ကเนาะဒီ i နဲ့ j နဲ့ပေးခဲ့တာရှိမယ်အဲ analog ကိုကြာတော့ကျွန်တော်တို့เนาะပေးရမယ့်အစားကเนาะ ဒီ analog ရဲ့ address တွေကိုကျွန်တော်တို့ပေးရမယ်ဆိုလို့ရှိရင်เนาะ i နေပေါ့เนาะဒီ id တော့ iw ပေါ့เนาะအဲဒါမျိုးတွေနဲ့ကျွန်တော်တို့က analog input တွေကိုလည်းကျွန်တော်ကပေးသွားမှာဖြစ်ပါတယ်เนาะနောက်မှာဖြစ်ကျွန်တော်မှာ iw 6456ပေါ့เนาะအဲ 534, เนาะเอ่อ5 7ปะเนาะเอ่อ71ซะแต่ဖြစ်ပေါ့เนาะเอ่อဓာမျိုးလေးတွေကျွန်တော်တို့ပေးလို့ရတယ်ဟုတ်ပြီเนาะ analog output ဆိုရင်ကျွန်တော်တို့ကဘယ်လိုပေးရမလဲဆိုရင် 2W64 ဆိုပြီးတော့အဲပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ Siemens PLC မှာပေါ့เนาะဘယ်လိုပုံစံမျိုးဒီ address တွေကိုเนาะဒီ analog ဒီ digital တွေကိုဘယ်လိုပုံစံမျို address ပေးရတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုကိုစုတည်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ